ဖတ်ရှုနားဆင်တစ်နှစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနားဆင်ရမယ့်နှုတ်ကပတ်တမချမ်းစာတော်မြတ်ကတော့ရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး16မှာ18အထိဖြစ်ပါတယ်။ရှင်လူကခရစ်ဝင်အခန်းကြီး16တပည့်တော်တို့အားတပံမိန်တော်မူသည်ကားမာယွန်းစရာအကြောင်းရှိရမည်သို့တော်လည်းမာယွန်းစရာအကြောင်းကိုဖြစ်စေတော်သူသည်အမင်္ဂလာရှိ၏။ ဤသူငယ်တစုံတစ်ယောက်ကိုမှားယွန်းစေသည်ထက်လေပင်၌ကျိတ်စုံကြောက်ကိုဆွဲ၍ပင်လယ်၌ချခြင်းကိုခံရလျင်အနေသာ၍ကောင်း၏သင်တို့သည်ကိုကိုကိုတရေပြုကြလော့သင်ညီကိုသည် သင်ကိုပြမလျင်သူ့ကိုဆုံးမလော့သူသည်နောင်တရလျင်သူ၏အဖြစ်ကိုလွတ်လော့တနေ့ချင်းတွင်ခုနှစ်ချိန်မြောက်အောင်သင်ကိုပြမ၏ခုနှစ်ချိန်မြောက်အောင်သင်ထံသို့လှည့်၍ နောင်ဒရပါ၏ဟု ဆိုလျင်သူ၏အဖြစ်ကိုလွတ်တော်ဟုမိန်တော်မူ၏တမန်တော်တို့ကကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးဝါစေတော်မူပါဟုသခင်ဖျားကို တောင်းပန်ကြလျင်သခင်ဖျားကသင်တို့သည် မုံညင်းစေခံများလောက်သောယုံကြည်ခြင်းရှိလျင်ထိုတပန်းပင်ကို အချင်းအပင်သင်သည် အမြင့်နှင့်တကွနှုတ်၍ပင်လယ်၌စိုက်လျက် နေလောဟုဆိုကြတော့သင်တို့စကားကို နားထောင်လိမ့်မည်အစေအပါသည်လဲထွန်တော်၎င်းတူးနွားကြောင်းတော်၎င်းလဲပြင်းမှလာ၍အိမ်တို့ဝင်သောအခါထိုအစေအပါကိုအတော်လာ၍စပွဲ၌လောင်းလျော့ဟုသင်တို့တွင်အဘယ်သူပြောမည်နီထိုအစေအပါကိုငါစားစရာဖို့ပြင်တော့ ငါစားတော့စင်တွင်ခါးကိုစီး၍ငါကိုလှုပ်ကြွေးလော့ထိုနောက်မှတင်သည် စားတော့ရမည်ဟုပြောမည်မဟုတ်လောထိုအစေပါသည်သခင်စီရင်သည့်အတိုင်းပြုသောကြောင့်သခင်၌ဂျေဇုတင်သောဂျေဇုမတင်ထိုနည်းတူမာထားတော်မူသည်များတို့ကိုသင်တို့သည်ကြင့်ပြီးမှမတို့သည်သခင်၌ဂျေဇုပြုသောအစေအပါဖြစ်သည်မဟုတ်ဝိပ္ပယုံမျှသာရှိသည်ဟုဝန်ခံကြလောဟုမိန့်တော်မူ၏ ယေရုရှလင်မြို့သို့ကြွားတော်မူစဉ်ရှမာရိပြည်နှင့်ဂါလိလဲပြည်ဆက်ကြား၌ရှောက်သွားတော်မူ၏ရွာတရွာသို့ဝင်တော်မူသည်တွင်လူနာဆွဲသောသူတစ်ကြိမ်တို့သည်ခရီးဦးချူပြုတ်၍အဝေးကရက်လျက်သခင်ယေရှုကျွန်ုပ်တို့ကိုကယ်မတနာတော်မူပါဟုဟစ်ကြော်ကြ၏ယေရှုသည် မြင်တော်မူလျင်သင်တို့သည်ယေဘုဟိထံသို့သွား၍ကိုကိုပြကြလောဟုမိန့်တော်မူသည့်အတိုင်း သူတို့သည်သွားစဉ်တွင်တန်ရှင်းခြင်းသို့ရောက်ကြ၏ထိုသူတို့တွင်တယောက်သောသူသည်အနာယောဂါကင်းလွတ်သည်ကိုသိမြင်လျင်ပြန်လာ၍ကြီးသောအတန်နှင့်ဘုရားသခင်၏ဂုံတော်ကိုချီးမွမ်းလေ၏ခြေတော်ရင်း၌ပြည့်ဝ၍ဂျေဇုတော်ကြီးလာပါသည်ဟုဝန်ခံလေ၏ထိုသူသည်ရှမာရိလူဖြစ်သည်ယေရှုကလည်းတကြိတ်သောသူတို့သည် တန်ရှင်းခြင်းတို့ရောက်ကြသည်မဟုတ်လော။ကိုးရောက်တော်သူတို့သည်အဘယ်မှာရှိကြသနည်း။ဤတပါးမျိုးသားကို ထား၍ဘုရားသခင်ဤဂုံတော်ကိုချီးမွမ်းစေခြင်းကပြန်လာတော်သူတယောက်မျှမရှိသလောဟု မေးတော်မူပြီးမှ သင်ထ၍သွားလော့။သင်၏ယုံကြည်ခြင်းသည်သင်၏အနာကိုငြိမ့်စေပြီဟုထိုသူအားမိန့်တော်မူ၏။ပါရိရှဲတို့သည်လာ၍ဘုရားသခင်၏နိုင်ငံတော်သည်အဘယ်ကာလမှတည်ပါမည်နည်းဟုမေးလျှောက်ကြလျင်ယေရှုက ကောင်းငင်နိုင်ငံတော်သည်မျက်မြင်သောအရာ၌မတည်ဤရက်၌ကြည်ပါ ထိုရက်၌ကြည်ပါဟုပြောเสียအခွင့်မရှိ အကြောင်းမူကားဖျားသခင်နိုင်ငံတော်သည်သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏တပန်တပည့်တော်တို့အားမိန့်တော်မူသည်ကားသင်တို့သည် လူသား၏နေရက်တရက်ကိုမျတွေ့မြင်လို၍မတွေ့မမြင်ရသောအချိန်ကာလရောက်လိမ့်မည်ဤရက်၌ကြည်ပါ ထိုရက်၌ကြည်ပါဟု သင်တို့အားပြောဆိုတော်လဲ မလိုက်မသွားကြနှင့်ကောင်းငင်တစ်ဖက်မှပြတ်တော်လျက်စစ်သည်ကောင်းငင် အနှံ့အပြားထွန်းလင်းတကဲ့သို့လူသားသည်မိမိနေရ၌ဖြစ်တော်မူလက်တံထို့သောမဖြစ်မီသူသည် များစွာသောဆင်းရဲဒုက္ခကို၎င်းယခုလူမျိုး၏ညင်ပယ်ခြင်းကို၎င်းခံရမည်။နောဤလက်ထ၌ဖြစ်တကယ်သို့လူသားလက်ထ၌ဖြစ်လိမ့်မည်။နောဤသည်တင်မောတဲသို့ဝင်၍ရေလွှမ်းမိုးခြင်း ဖြစ်သဖြင့်လူခတ်သိန်းတို့ကိုတုတ်တင်ပယ်ရှင်းသည့်နေ့ရက်တိုင်အောင်လူများတို့သည် စားတောက်လျက်ထိန်းများစုံဖက်လျက်နေကြ၏ထိုနည်းတူလောတလက်ထက်၌လူများတို့သည် စားတောက်ရောင်းဝယ်လျက်စိုက်ပျိုးလျက်အိမ်ဆောက်လျက်နေတကဲ့သို့၎င်းလောတသည်သောတုံမြို့မှဖက်တော်နေ၌ကောင်းငင်မှ ကန့်နှင့်ရောသောမိမိုးရွာ၍ထိုလူအပေါင်းတို့ကိုတုတ်တင်ပယ်ရှင်းတကဲ့သို့၎င်း လူသားပေါ်ထွန်းသောနေ့၌ဖြစ်လိမ့်မည်ထိုနေ့ရ၌အိမ်မိုးပေါ်မှရှိသောသူသည်မိမိအိမ်ထဲမှရှိသောဥစ္စာကို ယူခြင်းကမစင်းစေနှင့် ထို့အတူလယ်၌ရှိသောသူသည် နောက်သို့လှည့်၍မပြန်လာစေနှင့် လောတ၏မယားကို အောင်းမေ့ကြလော့အချင်းသူသည်မိမိအသက်ကိုကယ်ဆယ်ခြင်းကရှာကြံ၏ထိုသူသည်အသက်ရှုံးလိမ့်မည်အချင်းသူသည်အသက်ရှုံး၏ထိုသူသည်မိမိအသက်ကိုကယ်ဆယ်လိမ့်မည် ငါဆိုသည်ကားထိုနေ့ညတွင်အိယာတခု၌ရှိတော်သူနှစ်ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရရလက်တန်းကျိတ်ဆုံကျိတ်တော်သူနှစ်ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရရလက်တန်းလယ်၌ရှိတော်သူနှစ်ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရရလက်တန်းဟုမိန့်တော်မူလျင်သခင်အဘယ်ရက်၌ထိုတို့ ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြတော့အသေးကောင်ရှိရာအရက်၌ရွှေလင်းတာတို့သည်စုဝေးကြလက်တန်းဟု မိန်တော်မူ၏ရှင်တို့ကခရဝင်အခန်းကြီး78လူတို့သည်အာမလျှော့ပဲစူးစား၍စူတောင်းရမည်အကြောင်းကိုဥမာစကားအဖြစ်မိန်တော်မူသည်ကမြို့တစ်မြို့၌ဘုရားသခင်ကို မကြောက်ရွံ့လူကိုအာမနာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏ထိုမြို့၌နေသောမုံဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့သွား၍ကျမရံဘက်ကိုလက်စားခြေလောက်အောင်အပြည့်လျောက်ဒန်းစီရင်ပါဟုတောင်းမှန်တော်လဲတရားမစီရင်ပဲကြာမြင့်စွာနေ၏ထို့နောက်တရားသူကြီးကငါသည်ဖျားသခင်ကို မကြောက်ရွံ့လူကို အာမနာတတ်တော်သူဖြစ်တော်လဲဤမုတ်ဆိုးမသည်ငါကိုနှောက်ရက်တော်ကြောင့်သူတစ်ဖက်၌တရားစီရင်မည်သို့မဟုတ်အစင်လာ၍ငါကိုပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌အကြံရှိ၏ မတရားသောထိုတရားသူကြီးအကြံကိုမှတ်ကြလော့ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် နေညာမပြတ်အော်ဟစ်၍တောင်းလျှောက်လျင်ဘုရားသခင်သည်သူတို့ဘက်၌တရားမစီရင်ဘဲနေတော်မူမည်လော ကြာမြင့်စွာတိခံတော်မူမည်လောမာဆိုဒီကသူတို့ဘက်၌အလင်းအမြန်တရားစီရင်တော်မူမည်သို့တော်လည်းလူသားသည်ကြွလာသော အခါယုံကြည်ခြင်းကိုမြေကြီးပေါ်မှာတွေ့မည်လောဟု ခင်ဖရာသည်မိန်တော်မူ၏ကိုကုသူကိုအမိပြု၍သူတို့ဘာကို မထီမဲမြင် ပြုတတ်သော သူ အချို့တို့အားမိန်တော်မူသော ဥပမာကားလူနှစ်ယောက်တို့သည်ဆုတောင်းပတနာပြုခြင်းကဗိမာန်တော်ဘောတို့တက်ကြ၏တယောက်ကဖာရိရှဲဖြစ်၏တယောက်က အခွန်ခံဖြစ်၏ဖာရိရှဲသည်တယောက်ထဲရက်လျက်အိုဖရာသခင် သူတို့ဘာတို့သည်အနိုင်အထက်လူယူခြင်း မတရားသဖြင့်ကျင့်ခြင်းသူ့မယားကိုပြမားခြင်းအဖြစ်ရှိတကယ်သို့အကျွန်ုပ်၌မရှိသည်သာမကဤခွန်ခံကဲ့သို့ပင်မဟုတ်သောကြောင့်ဂျေဇုတော်ကြီးလာပေ၏အကျွန်ုပ်သည်ခုနှစ်ရက်တွင်နှစ်ရက်အစာရှောင်ပါ၏ဥစ္စာရှိသည်များတို့ကိုဆယ်ဖို့တဖို့လူပါ၏ဟု၍ဆုတောင်းပတနာပြု၏အခွန်ခံမူကားအဝေးကရက်၍ကောင်းငင်တို့မမျောမကြည့်ဝံ့ပဲရင်ဘက်ကိုခက်လျက် ။အိုဖျားသခင်အပြစ်များသောအကျွန်ုပ်ကိုတနာခြင်းဂယုနာစိတ်ရှိတော်မူပါဟုဆုတောင်းလေ၏။ငါဆိုသည်ကားထိုသူသည်အပြစ်ပြေလျက်မိမိအိမ်သို့ပြန်သွား၏။ပါရိရှဲမူကအပြစ်မပြေအကြောင်းမူကားကိုကိုကိုချီးမြှောက်တော်သူမြည်သည်ကားနှိမ့်ချခြင်းသို့ရောက်လက်တံကိုကိုကိုနှိမ့်ချတော်သူမြည်သည်ကားချင်းမြောက်ချင်းတို့ရောက်လက်တန်းဟုမိန်တော်မူ၏ထိုအခါသူငယ်တို့ကိုလက် တော်နှင့်တို့စီချင်းကအထံတော်သို့ဆောင်ခဲ့သည်ကို တပည့်တော်တို့သည်မြင်လျင်အပြစ်တင်ကြ၏ယေရှုသည်ထိုသူငယ်တို့ကိုခေါ်တော်မူ၍ငါထံသို့လာပါလေစေမစည်းတားကြနှင့်ဘုရားသခင်၏နိုင်ငံတော်သည်ထိုတို့သောသူတို့၏နိုင်ငံဖြစ်၏ငါအမှန်ဆိုသည်ကအကျဉ်သူသည်ဘုရားသခင်၏နိုင်ငံတော်ကိုသူငယ်ကဲ့သို့မခံမယူ ထိုသူသည်နိုင်ငံတော်သို့မဝင်ရဟုမိန့်တော်မူ၏။အရာရှိတယောက်ကကောင်းမြတ်သောဆရာ ထောင်ရအသက်ကိုအမွေခံရအံ့သောငါကျွန်ုပ်သည်အဘယ်မှုကို ပြုရပါမည်နည်းဟုမေးလျှောက်လျင်ယေရှုကငါကို ကောင်းမြတ်သည်ဟုအဘယ်ကြောင့်ခေါ်သနည်းဖျားသခင်တပါးသည်သာ ကောင်းမြတ်တော်မူ၏။သင်သည်ပြည့်ညတ်တော်တို့ကိုတည်သည်မဟုတ်လော။သူမယားကိုမပြတ်မှားနှင့် ်လူအသက်ကိုမတက်နှင့်သူ့ဥစ္စာကိုမကုန်းနှင့်မမှန်သောတသက်ကိုမခံနှင့်မိဘကိုရိုသေစွာပြုလို့ဟုမိန့်တော်မူလျင်အရှင်ဖျားထိုပညာရှိသမျှတို့ကိုငယ်သောရွယ်မှစ၍ကျွန်ုပ်စောင့်ရှောက်ပါပြီဟုလျှောက်ပြန်သည်ကိုယေရှုသည်ကြားလျင်သင်သည်တခုလိုသည်ဤကိုဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲသောသူတို့အားပေးဝေလော့ထိုတို့ပြုလျင်ကောင်းငင်ဘုံ၌ဗန္နာရလိမ့်မည် တို့ပြီးမှလာ၍ငါနောက်သို့လိုက်လောဟုမိတ်တော်မူ၏ထိုသူသည်များစွာသောဥစ္စာကိုရတတ်တော်သူဖြစ်၍ထိုစကားကို ကြားလျင်အလွန်စိတ်မသာသည်နှင့်တွားလေ၏ထိုသူစိတ်မသာသည်ကိုယေရှုသည်မြင်တော်မူလျင်ဥစ္စာရတတ်တော်သူသည်ဘုရားသခင်၏နိုင်ငံတော်သို့အလွန်ဝင်ခဲလာ၏ကလောအုပ်သည်အနဖားကိုရှိုးလွယ်၏ငွေရတတ်တော်သူသည်ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ခဲသည်ဟုမိန့်တော်မူ၏ ကြားသောသူတို့ကလည်းတို့ဖြစ်လျင်အဘယ်သူသည်ကဲတင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟုပြောဆိုကြ၏။ကိုတော်ကလည်းလူမတက်နိုင်သောအမှုကိုဖျားသခင်တက်နိုင်တော်မူသည်ဟုမိန့်တော်မူ၏။ထိုအခါပေတရုကကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပြေး၍ကိုတော်နောက်သို့လိုက်ကြပါပြီဟုပြောလေတော်ကိုတော်ကငါအမှန်ဆိုသည်ကားအကျဉ်သူသည်ဖျားသခင်နိုင်ငံတော်ကြောင့် အိမ်ယာမိဘညီအကိုသားမယားသည်ဟူသောတဘာဘာကိုစွန့်၏သူသူသည်ယခုကာလ၌အဆများစွာသောအကျိုးကို၎င်းတောင်ဘဝ၌ထောင်ရအသက်ကို၎င်းခံရလက်တန့်ဟုမိန့်တော်မူ၏ထိုအခါကိုရောသည်တစ်ချိန်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍မတော်သည်ယေရုရှလင်မြို့သို့ယခုသွားကြ၏ပရောဖက်များရေမှတ်သမျှသည်လူသား၌ပြည့်စုံရလိမ့်မည် တဘာမျိုးသားတို့လက်သူအနှံ့ချင်းပြည့်ရဲ့ပြုချင်းညှင်းဆဲချင်းတွေနှင့် ထွေးချင်းကို ခံရလိမ့်မည်သူတို့သည်လူသားကို ရိုက်ပုတ်၍တတ်ကြလိမ့်မည် သုံးရက်မြောက်သောနေ၌ထားမြောက်လိမ့်မည်ဟု မိန့်တော်မူ၏ထိုစကားတော်တခွန်းကိုမြတပည့်တော်တို့သည် နားမလည်ကြထိုအကြောင်းအရာသည်ကွက်ထားလျက်ရှိသည်ဖြစ်၍မိန့်တော်မူချက်အနက်ကိုမယိမ့်မိကြယရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင် လူကန်းတယောက်သည်လမ်းနာမှထိုင်၍တောင်းစားလေ၏ထိုလူကန်းသည်လမ်း၌လူများသွားတံကိုကြားလျက်အဘယ်သို့ ဖြစ်သနည်းဟုမေး၏နာဇရက်မြို့သားယေရှုကြွသွားကြောင်းကို သူတစ်ပါးပြောလျက်ဒါဝိဒ်သားတော်ယေရှုကျွန်ုပ်ကိုကယ်မတနာတော်မူပါဟုဟစ်ကြော်လေ၏သူသူကို တိတ်ဆိတ်စွာနေစေခြင်းကရှေ့တော်၌ သွားသောသူတို့သည်ငောင့်၍ဆိုကြတော်လေဒါဝိသားတော်အကျွန်ုပ်ကိုကဲမတနာတော်မူပါဟုတာ၍ဟစ်ကြော်လေ၏ယေရှုသည်လည်းရက်တော်မူလျက်သူသူကို ခေါ်ခဲ့ဟုအမိန့်တော်ရှိ၏လူကန်းသည်အထံတော်သို့ ချင်းကပ်ပြီးမှသင်၌အဘယ်သို့ပြုစေလိုသနည်းဟုမေးတော်မူလျင်သခင်အကျွန်ုပ်မျက်စိမြင်စေခြင်းကပြုတော်မူပါဟုရှောက်လေတော် ယေရှုကမျက်စိမြင်စေသင်၏ယုံကြည်ခြင်းသည်သင်ကိုကယ်မပြီဟုမိန့်တော်မူ၏ထိုခဏချင်းတွင်ထိုသူသည် မျက်စိမြင်၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလျက်နောက်တော်သို့လိုက်လေ၏လူအပေါင်းတို့သည်မြင်လျင်ဘုရားသခင်ကိုအံ့ဩချီးမွမ်းကြ၏ဒီကနေ့ဖတ်ရှုနားဆင်ခဲ့ရတဲ့နှုတ်ကပတ်တမာကျမ်းစာတော်မြတ်ကတော့ရှင်လူကခရစ်ဝင် အခန်းကြီး16နှစ်18ဖြစ်ပါတယ်။ ကြားနာတော်သူအပေါင်းထောင်ရဖျားကောင်းကြီးပေးပါစေ